နေ့ကျွန်တော်ဝေမရပေးမယ့်အကြောင်းအရာတွေကတော့ဂျပန်ရောက်ငငယ်ညီမငယ်များအလုတ်ကင်ရှာဖွေရဲ့အခါမှာအသုံးဝင်စေမယ့် app တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ကျွန်တော်တို့ဒါဆိုရင်စိုက်ကြရအောင်။အရင်ဆုံး Chrome ဒါမှမဟုတ် Google ဒါမှမဟုတ် browser ထဲမှာဝင်လိုက်ပါ။ပြီးရင် download ဆိုပြီးတော့ရိုက်ရှာလို့ရပါတယ်။ download ပြီးရင်ဒီမှာကျတော့နေစင်ပါကျွန်တော်တို့နေရမြို့နယ်ကိုရွေးလို့ရပါတယ်။ဒီမှာဒီပထမဆုံးနေရာမှာဆိုရင် Tokyo ပါမယ်။ လို့ပေါ့ဒုတိယမှာဆိုရင်အိုဆာကာလို့ပါလို့ကျော်တိုလို့ပါလို့ပါမယ်ပြီးရင်ဒီမှာနာဂိုယာလို့ကေဖူလို့ပါမယ်နာဂိုယာဆိုရင် IC ခံနေမှာပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ IC ခံပဲယူနိုင်မယ်အပေါ်အားဟာယူနိုင်မယ်အေရီယာဆိုရင်ညမှာကျွန်တော်ကနာဂိုယာမှာပဲနေတဲ့အတွက်ကြောင့်နာဂိုယာမှာပဲနေပါမယ်ဥပမာအခြားမျိုးတွေမှာနေဆိုရင်လည်းကိုယ်အမျိုးရဲ့နာမည်ကိုနှိပ်ပြီးတော့ယူပြီးတော့ရှာရရပါလေအဲ့တော့ကိုမျိုးပေါ်မူတည်ပြီးတော့လောက်ကင်ကြီးကကြာလာမှာဖြစ်ပါလေ ောဆုံးမှာဆိုရင်ကျွန်တော်ကအလုပ်တရားဒီမှာအများကြီးရှိရဗျာကိုယ်စားပြပေးနေတာဒါမှမဟုတ်ရင်အယောင်လုပ်နေတာလားအဲ့လိုခရီးသွားဝင်ဆောင်မှုတွေပါနေရှိမယ်ထင်ပါတယ်နောက်တော့စားပြပေးနေတဲ့အတွက်စားပြကိုပဲယူရမယ်ပြီးရင် GQ တွေပါ GQ တွေကပါပြီးနာဖြစ်တဲ့အတွက်ကြောင့်မယူရရပါလို့ထင်ပါတယ်ပြီးရင်တော့အာမိုက်တို့လုံးမဲ့အတွက်ကြောင့်အာမိုက်တို့ရွှေမယ်ပြီးရင်အပြာလေးကိုရှာမယ်ဒီမှာဆိုရင်ကြာလာနေမယ်ဗျအများကြီးပဲအဲ့ဒီမှာကိုယ်အစဉ်ပြင်းမဲ့အားလေးကိုနှိပ်ပြီးရှာလို့ရမယ် အများကြီးပဲအောင်ပါရှိရတယ်ကိုအဆင်ပြေမဲ့တော့ကိုပဲရွေးပြီးတော့ရှောက်စီချင်ပါနဲ့ဒီမှာဆိုရင်ကျွန်တော်ဗမာဆိုင်တော့မယ်ဆိုရင်ကျွန်တော်ဒီမှာဒီအပြာရောင်လေးကိုနှိပ်ပြီးတော့ကိုရဲ့အချက်လက်တွေထည့်ထည့်ပြီးဖုန်းနံပါတ်တွေပါထည့်ပြီးတော့ရှောက်ရမယ်လို့ယုံကြည်ပါနဲ့အားလုံးပဲလောက်ကန်ခွန်လမ်းများမိမိကြားကြပါသေးတော့